တုတ်တော်ကြီးနေစရိုက်6ပန်းအားလျော်စွာဟောကြားတော်မူသောတုတ်6ခုတို့ကိုကြားနာရသဖြင့်သောတာပန်တဂရကံအနာကံဖြစ်ကြသောနတ်ပြမာတို့ဟာမရင်မတွက်နိုင်အောင်များပြားလှပါလေစရိုက်အလိုက်ဟောကြားတော်မူတဲ့တုတ်တော်6ခုတို့အတွေ့တုတ်တော်တစ်ခုတစ်ခုအပြီးမှာနတ်ပြမာအပေါင်းဂရေတသိန်းစီမြတ် အရတ္တဖို့သူစိုက်တော်မူကြပါလေ။ဤမဟာသမယတုတ်တော်ကိုနတ်ပြမအပေါင်းတို့ကအမြဲမပြတ်ကြီးညူလေးမြတ်စွာနာကြားလိုကြပါလေ။နတ်ပြမအပေါင်းတို့ကမဟာသမယတုတ်တော်ကိုအဘယ်မျှလောက်ကြားနာလိုကြသည်၊နှစ်သက်ကြသည်၊မြန်နိုးကြသည်ဟုသောအကြောင်းကိုအထကထာဆရာတို့ကဣဒံပနာမဟာသမယတုတ်တန်နာမဒေဝတာနံပိယံ မနာပံဒေဝတာကိရဣဒံတုတ်တံသူနေသာမာတိအောဟိတသောတာဝိစရံဒီခုဖွင့်ပြတော်မူကြပါတယ်အတိပေကတော့မဟာသမယတုတ်တော်ကိုနတ်တို့ဟာကြီးညူလေးမြတ်နှစ်သက်ကြပါသည်ဤတုတ်ကိုကြားနာကြကုန်အန်းခုမပြလှဲ့လေစူးစမ်း၍နေကြပါလေဤတုတ်ကို မင်္ဂလာနှင့်စပ်သောနေရာဌာနတို့၌၎င်းအိမ်သည် ရွာသည်မြို့သည်အဆရှိသော အသည့်ဖြစ်သော နေရာဌာနတို့၌၎င်းဟောကြားအပ်ရွတ်ဖတ်သင်ပါသည်အဘဲကြောင့်လေဆိုလို့ရှိရင်မာသမယတို့ဟောကြားရွတ်ဖတ်ရာအရာတို့တကိုးကြီးတဲ့နတ်တို့အမြဲရောက်လာကြသဖြင့်လူတို့ကိုနှိပ်စက်ညှဉ်းပန်းတတ်တဲ့မြေပုတ်ဘလူစသည်တို့ဟာဖဲခွာသွားကြရတဲ့အတွက်ကြောင့်ဖြစ်ပါလေ။ ထို့ကြောင့်ပင်ရှေ့ဆရာတော်ဘုရားကြီးများကဤမှာတမယတုတ်တော်ကိုဒီဝတ္တပိယသုနတ်တို့ချစ်မြတ်နိုးသောသုဟုအမိဒူပေးတော်မူကြခြင်းဖြစ်ပါသည်ဤမှာတမယတုတ်တော်ကိုနတ်တို့မြည်မြရှစ်ကင်နှစ်သက်ကြောင်းတတ္တိတာရကဝုတ္တုကို အထကထာ၌ဖော်ပြထားသည်ကိုအကျဉ်းချုပ်ဆက်လက်ဟောကြားပေးပါမည်ဒီကိုကျွန်းကောတိပပနာမြည်တဲ့ចောင်းတိုင်အတွင်းမှာ နာဂလေနပြီးတဲ့လှိုင်ကူကြီးတခုရှိပါတယ်အဲ့ဒီလှိုင်ကူကြီးတကားဝ၌ပေါက်နေတဲ့ကန့်ကောပင်မှာနတ်သမီးကလေးတခုစောင့်နေပါတယ်တနည်းယခန်းငယ်လေးတပါးခါထိုးလှိုင်ကူအတွင်း၌မဟာသမီးတုတ်တော်ကိုရွတ်ဖတ်တရေစေ၍နေရာကန့်ကောပင်စောင့်နတ်သမီးလေးခါအာရဝန်းသာကြီးညိုစွာတရားနာ၍နေပါလေရွတ်ဖတ်တရေစေပြည်တည်နေတဲ့ပြိုင်နဲ့ နတ်သမီးကလေးကအတန်ထွက်၍တာဓုတာဓုကောင်းကြီးပေးပါလေနတ်သမီးရဲ့အတန်ကိုကြားတဲ့အခါရဟန်းငယ်ကစတင်မေးမြန်းရာမှနတ်သမီးကလေးနှင့်အောက်ပါအတိုင်းအခြေအတင်ပြောဆိုကြတာကို တွေ့ရပါလေရဟန်းငယ်ကယခုကောင်းကြီးပေးတဲ့သူကဘလူလဲနတ်သမီးလေးကတပြည့်တော်မှဂန့်ကောပင်ဆောင်နတ်သမီးဖြစ်ပါလေရဟန်းငယ် အဘဲကြောင့်ကောင်းကြီးပေးပါသလဲနတ်သမီးလေးကတပည့်တော်မဟာမာသမ ्या တုတ်ကိုမာဝုန်တော်၌မြတ်စွာဘုရားရှင်ဟောတော်မူသည်ကိုကြားနာပြည်သည့်နောက်ယခုမှတဖန်ကြားနာရခြင်းဖြစ်ရန်ယခုအရှင်ဘုရားရွတ်ဖတ်တည်းကြတော်မူသောမာသမ ्या တုတ်သည်မြတ်စွာဘုရားရှင်ဟောတော်မူသည်နှင့်တလုံးတလီမြွက်ွဲလွဲခြင်းမရှိဘဲမှန်ကန်လှပါသည်ဘုရားယဟန်ငယ်မာသမ ्या တုတ်ကို ဘုရားရှင်ဟောကြားတော်မူစဉ်အခါတုန်းကလာရောက်ကြတဲ့နတ်ပြမတို့ကအလွန်များပြားလွန့်တဲ့ဖြင့်ကြီးတော်ထဲ၌အတွေ့အပြည့်အကျထဲထားတကယ်သူဖြစ်သည်ဟုကြားသိရသည်ဖြင့်ထိုနတ်ပြမအစီဝေးမှာအသင်နတ်သမီးကလေးကမြည်သည့်နေရာကနေ၍မဟာသမယသုတ်တော်ကို나ယူလိုက်ရပါသည်ဟုမိန့်မြန်းတဲ့အခါနတ်သမီးလေးကထိုအခါကဖရာတပည့်တော်မှဟာ မာဟုံတော်မှာနေတဲ့နတ်သမီးလေးဖြစ်ပါတယ်သို့တော်လည်းမာသမယတရားသဖြင့်တို့တကူကြည့်သည့်နတ်ပြမများလာရောက်ကြသည်မှာများလွန်လှသည်ဖြင့်ဇဘူဒီပါကျွန်းမှာတပည့်တော်မအတွေ့နေရမရနိုင်တဲ့အတွေ့ကြောင့်တပည့်တော်မဟာဤတီဟိုကျွန်းသို့လာပြီးဇဘူကောလပတ်တသင်္ဘောစိတ်၌နေ၍တရားနာရန်ကြိုးစားရပါသည်တို့ရတွင် တကိုးကြီးတဲ့နတ်မြတ်ထပ်မံရောက်လာပြန်တော့ကြောင့်ရှောင်ရှားပြေးခဲ့ရာနောက်ဆုံးနိုင်တပည့်တော်မခါရောဟနာစနေဘုတ်မဟာဂါမရွာကြီးအနောက်ဖက်နဲ့ရှိတဲ့သမုဒ္ဒရာရေစပ်မှာလေဘင်းထိအောင်ဆင်းပြီးတရားတော်ကိုနားရပါတယ်ဖရာရန်ငယ်ကအိုနာသမီးအသင်တရားနာသောနေရာသည်မြတ်စွာဘုရားတရားဟောတော်မူသည့်မာဝန်တော်မှာ အလွန်ဝေးကွာလှတယ်အသင်ဤနေရာကနေ၍ဖယားရှင်ကိုဖူးမြင်နိုင်ပါ၏လို့လို့မိ мян တဲ့အခါနတ်သမီးလေးကအရှင်ဖယားအဘဲကြောင့်ဤတို့မေးတော်မူလိုက်ပါသည်ထိုစဉ်အခါကမဟာဝန်တော်၌နေ၍မဟာသမယတုတ်တော်ကိုဟောကြားနေတော်မူတဲ့မြတ်စွာဘုရားဟာတပည့်တော်မကိုသာမပြတ်ကြည်ပြီးဟောနေတော်မူသည်ကိုထင်မှတ်ရပါသည်ဘုရား ထို့ကြောင့်ပင်ဘုရားတပည့်တော်မဟာ ရံဖန်ရာခာ၌လိုင်းတဘိုးတို့၏အကြာမှာပုန်းကွယ်၍နေရပါလေဖရာရံငယ်ကအိုနသမီမာသမယသူကိုဟောကြားတော်မူပြီးသောအခါဂရေတသိန်းစီလောက်သောနတ်မြမာတို့ကအရတ်တဘိုးတို့ရောက်ကြဟာအသင်းနတ်သမီးကိုအရတ်တဖူကိုမျက်မှောက်ပြုခဲ့ရပါသလားလူမင်းများတဲ့ခါကြတော့နတ်သမီးလေးကမပြုခဲ့ရပါဖေဟာရန်ငယ်ကဒါဖြစ်လို့ရှိရင် အနာဂ ामी ဖို့တဂါရမိဖို့တို့ကိုကောမျက်မှောက်ပြုတ်ခဲ့ရပါသလားလို့ထပ်ပြီးတော့မေးပြန်တော့နတ်သမီးလေးကမပြုတ်ခဲ့ရပါဖရားလို့ရှောက်တယ်သူကရန်ငယ်ကမာသမ ्या တို့ကိုဟောကြားပြီးတော့အခါအောက်မဲ့အောက်ဖို့ကို မျက်မှောက်ကျူရပြုတ်ရတဲ့နတ်ပြမာတို့ဟာမရေမတွက်နိုင်အောင်များပြားကြသည်ဟု ကြားဘူးသည် အသင်နတ်သမီးလေးဟာသောတာပတ္တိဖို့လောက်ကိုတော့ ညမောက်ပြုတ်ခဲ့ရသည်မဟုတ်ပါလို့လို့မေးမြန်းတဲ့အခါနတ်သမီးလေးကနတ်တို့ဟာထိုမှာတမကျဟောကြားတော်မူသောနေ့၌သောတာပတ္တိဖို့သောတာရောက်သောကြောင့်ရှက်စနိုးသောအတန်ဖြင့်အရှင်ဘုရားသည် မမေးတင်သောအရာကိုထက်ခါတလဲလဲမေးပါပြီသည်ဟုပြန်လည်လျှောက်ထားပါလေထိုကရန်ငယ်ကအသင်နတ်သမီးအသင်နတ်သမီးလေး၏ကို ျွန်ုပ်မြင်အောင်ပြနိုင်ပါသလားလို့မေးတဲ့အခါမှာနတ်သမီးကတကိုယ်လုံးကိုပြခြင်းကမတက်ကောင်းပါလက်တစ်စစ်လောက်မျှကိုသာပြနိုင်ပါသည်လို့ပြောထားပါတယ်အထက်ပါအတိုင်းပြောထားပြီးလျင်ကန်းကောပင်ဆောင်နတ်သမီးလေးကလန်ကူတကားရဲ့တန်ခေါက်ပေါက်မှလက်ချောင်းကလေးကိုတွင်းပြပြလိုက်ရာထိုလက်ချောင်းကလေးမှထွန်းတောက်ထွက်ပေါ်လာသောအယောင်ဟာလာပေါင်းတထောင် နေပေါင်းတတောင်ထွန်းထွန်းတကဲ့သို့တောက်ပ၍နေပါလေထို့နောက်နတ်သမီးလေးကအရှင်ဘုရားယဟန်တရားကို မမေ့မှန်းလျော့မပေါ်မဆအားထုတ်ပြီးနေတော်မူပါဘုရားဟုရှောက်ထားပြည်လျင်ပြောက်ွယ်၍သွားပါတော့တယ်ဤသို့လျင်စီဝေရောက်လာကြသောနတ်ပြမတို့၏အမိမျှသာပါသော မာသမယတုတ်တော်ကိုရွတ်ဆိုခါမျှဖြင့်ပင် နတ်တို့ချစ်မြတ်နိုး၍စောင်းရှောက် ကြသည်လည်းရင်နတ်ပြည်မှာများကြွတန်းဝင်ကြသောတမ္မာပရိဘာဇနိယတုတ်စတဲ့မာသမယတုတ်တော်များကိုရွတ်ဖတ်ပူဇော်ပါကနတ်ပြည်မှာတို့ဟာထိုမာသမယတုတ်တော်တစ်ခုကိုသာရွတ်ဖတ်ပူဇော်သည့်ထက်ပူ၍ချစ်မြတ်နိုးကြကရှောင်းရှောက်တော်မူကြလိမ့်မည်ဟုယုံကြည်ကသူတော်စင်ပရိသတ်တို့အနေဖြင့်မာသမယတုတ်တော်များကို ရွတ်ဖတ်ပူဇော်တင်ကြပါကြောင်းတိုက်တွန်းနှုတ်ဆော်အပ်လျက်ယနေ့ညုံလာပြီမင်္ဂလာရှိတဲ့အချိန်ခါမှာဗမရတုတ်ကိုဖရာမြတ်စွာဘုရားရှင်ဟောတော်မူပုံတရားတော်ကိုနာယူကြရသဖြင့်မြင်းညီမင်းသား900လုံးဇက်ဒေါ်လာတရားတော်များကိုနာကြရသဖြင့်ရဟန္တာများ ဖြစ်တော်မူကြရပုံနတ်မြမာတို့ဤစရိုက်အားလျော်စွာ ဖျားရှင်ဟောကြားတော်မူအပ်သောမဟာသမယတုတ်တန်စာသောတုတ်တော်အမျိုးမျိုးကိုနာကြားကြရသဖြင့်နတ်ပြမာများယန္တာအတိဖြစ်သွားကြဖို့သောတာပန်တဂရကံအနာဂံဖြစ်ကြရသောအရိယနတ်ပြမာများမရေမတွက်နိုင်အောင် များပြားကြဖို့များကိုကြီးညိုလေးစားတရားပွားကြပြီးယနေ့နေုံလာပြီမဟာသမယအခါတော်နှင့်တရားတော်ကို ယုတိစွာနာကြာရသောဓမ္မတာဝနာကုတုကံစေရဏမိမိတို့တက်သည့်နားလေသည့်အချိန်ခါမှစ၍စီဘူးအထုတ်ခဲ့ကြရသောဒါနကုတုကံစေရဏသီလကုတုကံစေရဏသမထဝိပဿနာဘာဝနာကုတုကံစေရဏအဖျားပြတို့ကြောင့်ဘေးရန်အန္တရယ်ရံဆွဲဟုသည်မြအနှောက်ရှက်ဟုသည်မြကင်းစင်ပပျောက်ကြရလျက်မိမိတို့အလိုရှိရာတောင့်တအပ်သော ကောင်းကျိုးချမ်းသာမင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံတော်မူကြပြီးလောဘမီးစတဲ့မိတဆက်တရံတို့ရဲ့ငြင်းရင်မှန်တဲ့နိဗ္ဗာန်ချမ်းသာမြတ်တို့လင်းမြန်စွာမျက်မှောက်ပြုနိုင်ကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေကုန်တည်း။အာမင်အာမင်